အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ကျွန်တော် Facebook True Fan နေနဲ့ Facebook Pay အသက်တည်ဆောင်နေတယ်ပဲဖြစ်ပါတယ်အဲဒီဗီဒီယိုကတော့အားလုံးတည်ပြီးသားလည်းဖြစ်မှာရယ်ထင်ပါတယ်အဲမတည်သေးတဲ့တွေအတွက်လည်းကြည့်တော့ပြလို့ရပါတယ်ဆိုတော့ကျွန်တော်တို့အရင်ဆုံး group ဖွဲ့တာလေးကိုပြောပြပြီးမှာပဲကျွန်တော် group ဖွဲ့ဖို့အတွက်ဒီကိုယ့်ရဲ့ Facebook setting တွေကနေ group ဆိုတဲ့ function လေးကိုရွေးပေးပါကျွန်တော်အသက်ခွဲမှာဖြစ်တဲ့အတွက်အပေါ်ဆုံးကဒီအပောင်းလေးကိုနှိပ်ပေးရမှာပေါ့နော်အပောင်းလေးကိုနှိပ်ပေးလိုက်ပါပြီးရင်ကျွန်တော် create group ကိုနှိပ်ပေးပါကျွန်တော်ကအသက်ခွဲမှာဖြစ်တဲ့အတွက် create ကိုနှိပ်ပေးပါပြီးရင်ကျွန်တော်ဒီမှာ name your group ကျွန်တော်ရဲ့ group name ပေါ့နော်အာကိုယ့်ရဲ့ group က အတွက်လဲဆိုတာလေထည့်ပြမှာဖြစ်ပါတယ် privacy နေရာမှာကတော့နှစ်မျိုးရှိပါတယ်ကျွန်တော် public နဲ့ private ဆိုပြီးနှစ်မျိုးရှိပါတယ် public ကတော့လူတိုင်းနေပါကိုယ့်ရဲ့ page sorry ကိုယ့်ရဲ့ group ကိုဝင်လို့ရတာပေါ့နော်ဒီ privacy က private ကတော့ကျွန်တော်တို့ခွင့်ပြုမှတာကျွန်တော်ရဲ့ group ကိုဝင်လို့ရမှာပဲဖြစ်ပါတယ်ဗျာ အဲဒီနေ့မှာကလူဖွင့်လိုက်ပြီဆိုတော့လည်းကျွန်တော်တို့ရဲ့ Facebook ထဲမှာရှိတဲ့ friend တွေကို invite လုပ်လို့ရမှာပဲဖြစ်ပါတယ်။အဲ invite မလုပ်ရှင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့နေနဲ့ပဲတွားပေးလိုက်ပါ။အကောင်ဆုံးကတော့ကျွန်တော်တို့ invite လုပ်ထားပေးလိုက်ပါတော့။အဲဒါကတော့ကျွန်တော်နမူနာပြောပြပေးရဖြစ်တဲ့အတွက်ဒီနေနဲ့ပဲတွားပေးလိုက်ပါတယ်။ဒီနေ့မှာ profile ထားခြင်းလည်းရတယ်။ကာဘာထားခြင်းလည်းရတယ်ပေါ့နော်။ကျွန်တော်ပြ view တစ်ခုရပြီးမှတည်တံ့ပြန်ထားခြင်းနဲ့ဆိုလို့ရှင်လည်းရပါတယ်အ decrash view group ဆိုတာကတော့ကိုယ့်ရဲ့ group ကဘာအကြောင်းအရာတွေတင်ပါလဲအဲဒီ view ကိုတင်ခြင်းနဲ့အကြောင်းအရာလေးတွေကိုဒီ decrashion မှာရေးထားပေးတာပဲဖြစ်ပါတယ်ဒါကတော့မိတ်ဆွေတို့အနေနဲ့အဲကိုအရှင်ပြာလေးရေးထည့်ပေးလိုက်ပါတော့ ဒါဆိုရင်ကျွန်တော်ရဲ့ဒါနီးပညာတူထွာလေးနေသင်ဆက်ပေးနေတဲ့ channel ဖြစ်တဲ့ဆိုရဲ့အကြောင်းလေးကျွန်တော်ရေးပြထားပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရတယ်ဆိုလို့ရှိရင်လည်း like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေဟုတ်ကဲ့ပါကျွန်တော်ဒီနေရာမှာအားလုံးပြည့်ပြည့်ဆိုလို့ရှိရင်တော့ကျွန်တော်နေနေပဲသွားပေးလိုက်ပါဒါကတော့ပို့တင်ခိုင်းတာပေါ့နော်ကျွန်တော်ကတော့ဒီဒီတိုင်းလေးပဲ escape ပို့လို့လိုက်ပါတယ်။ပြီးရင်တန်းကိုနှိပ်ပေးပါ။ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ group လေးတစ်ခု public group လေးတစ်ခုရသွားပြီဖြစ်ပါရဲ့ဗျ။ဒီမှာ invite to vibe join ဆိုတာလေးရှိပါတယ်အနည်းဆုံး15ယောက် invite ပေးရမှာပေါ့နော်အဲဒါကတော့ message လို့နေနဲ့ invite လုပ်လို့ရပါတယ်ကိုယ့်ရဲ့ group ဖွဲ့တဲ့အခါမှာအားလုံးကိုကျေးဇူးတင်ပါတယ် အားလုံးပဲပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆိုတော့ဒုတိယဗီဒီယိုသဘောအနေနဲ့ကတော့ကျွန်တော် Facebook page ဒီဆောင်ကြီးလေးကိုပြပြပြီးသွားမှာဖြစ်ပါတယ်။ကျွန်တော် page လေးကိုဝင်လိုက်ပါ။ကျွန်တော် edit ဖွင့်မှာဖြစ်တဲ့အတွက် create ကိုနေပေးပါ။ဒီပပဲအပေါ်ထောင်လေးမှာရှိရပါတော့။ပြီးရင်ကျွန်တော် personal လား professional လားဆိုပြီးတော့မှနှစ်မျိုးရှိပါတယ်။မိတ်ဆွေတို့အနေနဲ့က professional business address ဆိုလို့ရှိရင်တော့ professional ကိုရွှေ့ပေးလိုက်ပါ။ ။ then create new page ကိုနေပေးပါ။ဒီနေရာမှာ ကိုယ့်ရဲ့ပေနေကိုရွေးချယ်ရမှာပဲဖြစ်ပါရဲ့။ဆလရှင်ကျွန်တော်ကဒီနိပညာနဲ့ဒီဇိုင်းနဲ့ channel ဖြစ်တဲ့အတွက်နိပညာ channel ဆိုပြီးမှအလွယ်စိပေးလိုက်ပါမယ်။ဒါဆိုတော့အနေနဲ့ကတော့ကိုသုံးချက်နဲ့နာမည်ကို ရေးထည့်လို့ရပါတယ်ဗျ။ ့ channel နဲ့ပေးနေရေးပြီးပြီဆိုလို့ရှိရင်တော့အိမ်နဲ့တွားပေးလိုက်ပါဒီနာမှာ category လေးထည့်ပေးရမှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ပေးကဘာအတွက်ခွင့်တော်လဲပေါ့နော်အဲဒီနေရာမှာသူတို့ပေးထားသလို music band အမျိုးကြီးကိုပေးနေတဲ့ဆိုင်နဲ့အရာလေးထည့်ပေးပေါ့နော်အဲ့တော့မများကတော့ကျွန်တော် digital creator ဆိုရုံမှာထည့်ကြရများပါတယ်။အဲ့တခုဆိုရင်အရှင်းပြပါတယ်။ပြီးရင်လည်းကျွန်တော် create ကိုနေပေးလိုက်ပါ။ ဒီနေ့မှာ general contest ဆိုပြီးတော့မှရှိပါတယ်။ဘိုင်ဝိုနေရာမှာကတော့ကိုယ့်ရဲ့ page နဲ့တင်ကျင်တဲ့အကြောင်းအရာပေါ့နော်။ sorry အဲ့ဘာတွေတင်မှာလဲဒါရေပေါ့နော်။အဲ့လားဒီ depression လို့ပုံစံမျိုးပါပဲအဲ့လားရေးသေးရမှာဖြစ်ပါတယ်။ဒါကိုယ့်ရဲ့ page ကိုဝင်လိုက်တာနဲ့အဲ့လားလေးတန်းပေါ်မှာပေါ့နော်။ အဲဒီနေရာမှာကိုကဒီ online shop ပိုင်းလုပ်နေရဆိုလို့ရှိရင်လည်းကိုရဲ့မျိုးတွေပြီးရင်ဒီ address တွေအပြည့်အစုံထည့်ပေးလို့ရတယ်ဖုန်းနံပါတ်တွေမေးပေါ့နော်ကိုကရိုးရိုးပဲဒီအပျော်ပဲဖိတ်ဖွင့်နေဆိုလို့ရှိရင်တော့မထည့်လဲရပါဘူး ျွန်တော်တို့လိုအပ်တာလေးတွေဖြည့်ပြီးဆိုလို့ရှိရင်တော့ဒီ name လေးနဲ့ပဲတွားပေးလိုက်ပါ။ customize your page ဆိုပြီးပေါ်ပါတယ်ဒါမျိုးလေးနိုင်နေပဲတွားပြလိုက်ပါဒီနေရာမှာကျွန်တော်တို့ဒီကိုယ့်ရဲ့ friend နေ Facebook ထဲမှာရှိရဲ့ friend နေပေါ့နော်အဲမှာအကောင်လုံးပြပေးပါတယ်ကိုက invite လုပ်ချင်တယ်ဆိုလို့ရှိရင်လည်း select လေးပေးပြီးတော့မှအားလုံး invite လုပ်လိုက်လို့ရပါတယ်အများစုကတော့ invite လုပ်ပေးလိုက်တာပို့အဆင်ပြေပါတော့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ page ကိုလွေလိုက်လာလောက်ကြမယ်ပေါ့နော်ဒါမျိုးပေါ့ လိုက်ရ follow လာလို့ကြာမယ်ပေါ့ဒီလိုရှင်ကျွန်တော် name နဲ့တော်ပြပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ business ပေးလေးတစ်ခုရရှိသွားပြီပဲဖြစ်ပါတယ်ဗျအားလုံးအဆင်ပြေရမယ်လို့မျှော်လင့်ပါတယ်အဲကျွန်တော် channel လေးကို like ရ subscribe မလုပ်ရတယ်ဆိုရင်လည်း like ရ subscribe လေးနဲ့အားပေးကြဖို့တောင်းဆိုပါတယ်ဗျ thank you